ရိသတ်များရှင်စစ်ပွဲသတင်းတွေကြည့်ရဆိုရင်တော့ KF ခါခိဖ်ဒါမမဟုတ်အိုဒါဆာလိုမြို့တွေမှာဘုံကျဲခံရတာကိုပဲစစ်သည်တို့အများဆုံးမြင်နေရပါတယ်။ဒါပေမဲ့အခုမြင်ရမယ့်အရာတွေကတော့အဲ့ဒီမြို့တွေမဟုတ်တော့ပါဘူး။ဒါကမော်စကိုရဲ့ဝါရဖြန့်ရန်တရားကြီးကလုံးဝဖုံးကွယ်ထားတဲ့နေရာတွေရဖြစ်ပါတယ်။ ပေါ်ဂါရိုင်ဇီယန်ဆိုတဲ့မြို့ကြီးတွေမှာဆိုရင်တော့နိုဝင်ဘာလ14ရက်နဲ့15ရက်နေ့ကရင်းနှံချက်ဆက်ယုံတွေကတပြိုင်နက်တည်းနေပါတိုက်ခိုက်ခံခဲ့ရပါတယ်။အဲဒီတုန်းကမော်ရိုကိုကနေဆာလာတဲ့ကျောင်းသားတဦးတောင်မှဒီမှာဒီလိုဖြစ်တာပထမဆုံးအကြိမ်ပါပဲလို့ပြောခဲ့တာကိုနားထောင်ခဲ့ရပါတယ်။ရုရှားရဲ့စစ်ပွဲကပုံမှန်ကြည့်နေရတဲ့ယူကရိန်းနယ်စပ်ကနေအခုဆိုရင်ရုရှားနိုင်ငံကိုနက်နက်ရှိုင်းရှိုင်းရောက်လာခဲ့ပြီဖြစ်ပါတယ်။ဒါဟာလက်တွေ့ကျတဲ့အခြေအနေပါ။အထူးသဖြင့်ဒီတိုက်ခိုက်မှု ရဲ့ဗဟိုချက်ဖြစ်တဲ့ Ryzen မျိုးကို အသေးစိတ်လေ့လာကြည့်သင့်ပါတယ်။ ဒီရန်နံချက်စက်ယုံကြီးဟာရုရှားနိုင်ငံရဲ့စတောထအကြီးဆုံးစက်ယုံအဖြစ်ကိုယက်တီနေတာဖြစ်ပြီးတော့အရေးအကြီးဆုံးကတော့မော်စကိုမြို့ရဲ့အရှေ့တောင်ဘက်196ကီလိုမီတာအကွာမှာပဲရှိတာဖြစ်ပါတယ်။ရုရှားလိုကြေပြောလာတဲ့ပထဝီဝင်နယ်မြေကြီးထဲမှာ196ကီလိုမီတာဆိုတာအင်းနီနာချင်းလိုမျိုးဖြစ်နေပါပြီလို့ပြောလို့ရပါတယ်။ဒါဟာတကယ့်ကိုအနီးကပ်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ရိုင်ရီဇန်ကမော်စကိုမြို့တော်ကြီးနဲ့ပတ်ဝန်းကျင်ဒေသတွေရဲ့ဓာတ်ဆီနဲ့ဒီဇယ်လိုအပ်ချက်အများစုကိုတူ ဦးရဲဖြည့်ဆည်းပေးနေတဲ့မြို့တော်ရဲ့အဓိကလောင်စာစီ ပေးသွင်းသူ ဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီတော့ Ryzen ကိုထိလိုက်တယ်ဆိုတာကရုရှားရဲ့စီးပွားရေးနဲ့စီးရေးထောက်ပံ့ပို့ဆောင်ရေးနှလုံးသားကိုဓာတ်နဲ့ထိုးလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒီတိုက်ခတ်မှုဟာတကယ်ကိုမော်စကိုရဲ့စိတ်ပိုင်းဆိုင်ရာတော်လုံးမှုကိုဖန်တီးခဲ့တာဖြစ်တယ်လို့ပြောကြပါတယ်။ဒီပြန်ကြည့်ရမှုကိုအသေးစိတ်မြေပုံပေါ်မှာပြန်ကြည့်ရအောင်ပါ။ယူကရိန်းထောက်လန်းရေးက စီရင်တဲ့အရက်ဖက်အခြေခံအဆောက်အုံနှစ်ခုစလုံးရဲ့အလဲဘဟုတိတိကျကျထိမှန်စေမဲ့အရေးကြီးဆုံးနေရာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒီလိုရွေးချယ်မှုကတကယ့်ကိုထက်မြက်ပါတယ်ဒီမတိုင်ခင်ကတည်းကရုရှားတနိုင်ငံလုံးရဲ့သုံးပုံနှစ်ပုံစိုက်ဘရီးယားကနေတောင်ပိုင်းဒေသတွေအထိကိုလိုက်စားနေတဲ့လောင်စာဆီအချက်တဲတစ်ခုရှိနေကြတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအချက်တဲတွေက Kremlin အတွက်ကိုအပြင်ဘက်မှာပဲရှိနေကြတာပါမော်စကိုနဲ့စိန့်ပီတာစဘတ်ကထိတ်တန့်လူစားတွေက စစ်ပွဲကို TV ပေါ်ကနေသာတတရရာကြည့်နေခဲ့ကြတာဖြစ်တယ်လို့ဆိုရပါမယ်။ Ryzen ကိုတိုက်ခိုက်လိုက်ခြင်းကဒီအကြအတင်းကို Kremlin နန်းတော်ရဲ့တကောင်ဝစီကိုတိုက်ရိုက်ယူလာလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါဟာ Moscow မြို့ကန် 73တန်းစီကိုစစ်ပွဲရဲ့အပူချိန်ကိုတိုက်ရိုက် ရောက်စေလိုက်တာပါပဲ။လောင်စာစီဆိုင်တွေမှာတန်းစီရမယ့်အခြေအနေနဲ့ဈေးနှုန်းတွေမြင့်တက်လာမဲ့စိုးရိမ်စိတ်တွေကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။ Rider သတင်းဌာနရဲ့ပြောဆိုခဲ့တဲ့တချို့သတင်းရင်းမြစ်တွေကရုရှားဟာဒီ20ရာခိုင်နှုန်းလုပ်ငန်းလည်ပတ်နိုင်မှုဆုံးရှုံးမှုကိုရော်ကြေးပေးဖို့အတွက်အလစ်ပေးထားတဲ့စက်ရုံဟောင်းတွေကိုပြန်လည်လည်ပတ်ဖို့ကြိုးစားနေရလို့ထောင်ဆိုပါတယ်။ဒါပေမဲ့ဒီလိုလော်ရီကြီးကြိုးစားမှုတွေကလက်တွေ့မှာချက်ချင်းအဆင်ပြေဖို့မလွယ်ပါ ါဟုရိုင်းစီယန်ရဲ့အထူးကလုပ်ငန်းခွဲတွေပိတ်သွားခြင်းဟာမော်စကိုရဲ့ယဉ်ကျေးပိတ်ဆို့မှုတွေကြားကဒက်စီအကြက်တဲကိုမလွဲမသွေဖြစ်ပေါ်လာစေမှာဖြစ်တဲ့ဒန်စီရှိကြီးတွေဇိမ်းနှုံးတွေထိုးတက်တာကိုမြို့ကန်တွေကစတင်ပြီးတော့ခံစားလာရတော့မှာဖြစ်ပါတယ် အခုအချိန်ထိ TV ပေါ်ကစစ်ပွဲကိုကြည့်ခဲ့တဲ့မော်စကိုကထိတ်တန့်လူစားတွေကဘလာဖြစ်နေတဲ့ဒန်းစီတိုင်ကြီးတွေနဲ့ကောင်းကင်ဘုံကမိကုံးငွေတွေရနေတဲ့ဆင့်စစ်ပွဲကိုတိုက်ရိုက်ခံစားလာရပါတော့မယ်။ဒါဟာထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအိမ်မက်ဆိုးတစ်ခုကနေစိတ်ပိုင်းဆိုင်ရာလက်နက်တစ်ခုအဖြစ်ကိုပြောင်းလဲသွားတဲ့အချိန်မှပဲလို့ပြောလို့ရပါတယ်။ဒီတိုင်ခံမှုကရုရှားပြည်သူတွေရဲ့စိတ်ထဲကိုမင်းတို့မျိုးတော်ကိုတောင်းလုံခြုံရေးမပေးနိုင်တော့ဘူးဆိုတဲ့ခံစားချက်ကိုတိုက်ရိုက်ထိုးထည့်လိုက်တာဖြစ်ပါတယ်။ ဒီအချိန်မှာမေးစရာမေးခွန်းတစ်ခုရှိလာပါတယ်။ဒါကတော့ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးဘယ်ရောက်နေသလဲဆိုတာပါပဲ။ ဟုတ်ပါတယ်စေပညာရှူထောင်းကနေပြောရရင်အရိညာကရုရှားပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုကြည့်ရတာတကယ်ကိုထိတ်လန့်စရာပါပဲနိုဝင်ဘာ15ရက်ညမှာရုရှားပြည်သူတွေကတည်ငြိမ်မှုရောလုံခြုံမှုပါလုံးဝမရှိခဲ့ပါဘူးလို့ဆိုရမှာဖြစ်ပါတယ်သူတို့ရဲ့နေစဉ်ဘဝရဲ့အေးချမ်းမှုကချက်ချင်းပြောက်ွယ်သွားတာဖြစ်ပါတယ် Ryzen မှာအရသာမြို့သမီးတူမေးလိုက်တဲ့မေးခွန်းတကယ်ကိုအတိခကြပြီးတော့ Kremlin နန်းတော်နဲ့ရနေတဲ့အထိပဲ့တင်ထက်သွားတာဖြစ်ပါတယ် Ryzen မှာအဲ့ဒီမေးခွန်းမေးလိုက်တဲ့ ဲ့အမျိုးသမီးဗာမေးလဲဆိုတော့ကျမတို့ရဲ့လေချောင်းရံကာဝေးရီတွေကဘယ်ဟိုကြည့်နေရလဲဆိုရဲမေးခွန်းပါပဲဒီမေးခွန်းကရုရှားရဲ့စီးရီးဆွေးရီအပေါ်ပြည်သူတွေရဲ့ယုံကြည်မှုလုံးဝပြိုလဲသွားတဲ့အခြေအနေကိုဖော်ပြနေတာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့အရိညာမှာပဲဘော်ရဂါမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကပို့ပြီးတော့မယုံနိုင်စရာဖြစ်လို့ပါ။ပူတင်ရဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့လေကြောင်းရန်ကာကွယ်ရေးဒိုင်းကြီးကယူကရိန်းဒရုန်းတွေကိုမတားဆီးနိုင်ခဲ့ရုံသာမကပဲပို့ဆိုးတာကသူ့ပြည်သူတွေနေထိုင်တဲ့အရက်သားအဆောက်အုံတွေကိုပါတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါဟာစစ်ပွဲသမိုင်းမှာမတ်တန်းတင်ရမယ့်မယုံနိုင်စရာဖြစ်ရပါပဲ။ကိုကာကွယ်ရေးစနစ်ကကိုပြည်သူကိုပြန်ပြီးဒုက္ခပေးနေတယ်ဆိုတဲ့သဘောပါ။ ဒီလိုပြည်သူတွေရဲ့စိုးရိမ်မေးခွန်းတွေအပေါ်တရားဝင်တုံ့ပြန်မှုကတော့လုံးဝတိတ်ဆိတ်နေတာဒါမှမဟုတ် ပိုဆိုးတာကရည်စရာကောင်းတဲ့ဖုံးကွယ်ဖို့စူးစမ်းမှုတွေပဲဖြစ်ပါတယ် Rising Data ဆန်ရအုပ်ချုပ်ရေးမှူးဒါ Pavel Malov ကဒေါ်လာတန်ဖိုးများစွာတန်တဲ့စက်ယုံကြီးမီလောင်ကျွမ်းမှုကိုအပေါ်အပြုတ်ကျလာတဲ့အပြက်စီးများကြောင့်ဖြစ်ရတာပါလို့တရားဝင်ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ရုရှားပြည်သူတွေဟာမိုင်းမဲကြတာမဟုတ်ဘူး။သူတို့ဟာပြုတ်ကျလာတဲ့အပြက်စီးနဲ့ယူကရိန်းရဲ့ Bastas UAV Aerostrom ဘာဂျက်စ် UAVS တွေဖန်တီးခဲ့တဲ့မဟာဗျူဟာမြောက်ဖြန့်စည်းမှုဂျာကကြီးမားတဲ့ကွာခြားချက်ကိုသိကြပါတယ်ဒီလိုဖုံးကွယ်မှုတွေကအစိုးရအပေါ်ယုံကြည်မှုကိုပို့ပြီးတော့ကြာစင်းစီရပဲဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကစီးပွားရေးဆိုင်ရာဖြန့်စည်းရေးစစ်ဆင်ရေးဖြစ်ပါတယ်ရိုးရိုးစိမ်းနှောင့်ရှက်ပြီးတဲ့တိုက်ခိုက်မှုမဟုတ်ပါဘူးလို့သုံးသပ်ရပါမယ်အ ਨੇ ဆုံးရေနံချက်ဆက်ယုံကြည်လေးခုဟာလေပတ်မှုရက်တက်နေတာဒါမှမဟုတ်လုပ်ငန်းဆွေးရင်အောက်မှာအလုံးလုံးနေရတာဖြစ်ပါတယ်ဒါဟာရှေ့တန်းကတင်ကားတွေနဲ့လ ၊ရင်တွေအတွက်လောင်စာစီယော်နေသောတာကိုဆိုလိုရုံတက်တက်မဟုတ်ပါဘူး။ဟုတ်ပါတယ်။ရုရှားလီဒက် VKS နေနဲ့အခုလိုလောင်စာစီကန့်သက်ချက်တွေရှိနေချိန်မှာမဖြစ်နိုင်တဲ့ထောက်ပံ့ပို့ဆောင်ရေးပြဿနာတစ်ခုကိုဖြေရှင်းရပါတော့မယ်။ပူတင်ရဲ့အာနာတီမြေကြီးအတွက်ပြည်သူအမျက်ဒေါသကိုဖြေလျှော့ဖို့မော်စကိုနဲ့စိန့်ပီတာစဘတ်ကဒက်စီဆိုင်တွေကို လောင်စာစီ ပို့မလားဒါမှမဟုတ်စစ်ပွဲစတိုက်နိုင်ဖို့အတွက်ရှီတန်က SU-34 နဲ့ တင်ကားတွေကိုလောင်စာစီပို့မလားဆိုရဲရွေးချယ်စရာနှစ်ခုကတကယ်ကိုခေါင်းခဲစရာပဲဖြစ်ပါတယ်။ဒီရွေးချယ်စရာနှစ်ခုစလုံးကရှုံးနေခြင်းစီကိုပဲဥတည်နေတာဖြစ်တယ်လို့ဆိုရမှာပါ။ဒီဇလန်ရဲ့စီရေးဆိုင်ရာ ရှူတော်က လောင်စာစီအကြက်အတဲထပ်ပို့ပြီးတော့နဲ့နေပါတယ်။ အဓိကပြမတ်ကဒီဆက်ရုံကထုတ်လုပ်တဲ့ TS1 Aviation Corrosions လေကြောင်းသုံးရေနံစီဆိုတဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်။ဒါဟာရုရှားလီတက်ရဲ့အသက်သွေးကြောပါ။ဒါကပဲဘတ်စထရိုနီပညာဝင်ရောက်လာတဲ့နေရာဖြစ်တဲ့ ဘတ်စဒရုန်းကိုဒရုန်းမျိုးစားချက်ပေါ်ပါတဲ့ခရစ်စတုန်းကျန်မျိုးစားထဲမှာပို့ထည့်ရမှာဖြစ်ပါတယ်။ခွဲချန်းစိတ်ဖြာသူတွေနဲ့ယူကရိန်းသတင်းရင်းမြစ်တွေရဲ့အဆိုအရဘတ်စဒရုန်းကကီလိုမီတာ800အကွာဝေးထိရောက်နိုင်ပြီးတော့အရေးကြီးဆုံးကတော့ဖြတ်စည်းနိုင်စွမ်း100ကီလိုဂရမ်အထိကိုရှိတဲ့ထိပ်ဖူးကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်။၎င်းရဲ့အရေးကြီးဆုံးအင်ကာရက်ကတော့အရှိန် speed ဖြစ်ပါတယ်။တနအီကီလိုမီတာ900နှုန်းက ၎င်းကိုအလွန်မင်းတည်စီနိုင်တဲ့လက်နက်ဖြစ်စေပြီးတော့ cruise ဒုံးပြန်ဒဇင်းလို့ပြုမှုစီတာဖြစ်ပါတယ်။ယူကရိန်းစီးရေးစီမံသူတွေကရုရှားနဲ့ပန်ဂါဒက်ဒရုန်းတစ်ခုကတူလောင်ကန်ကိုမီးရှို့နိုင်ပေမဲ့အဆောက်အဦတွေကိုမြန်မြန်ပြန်ပြီးတော့ပြန်နိုင်တယ်ဆိုတော့ကိုကောင်းကောင်းသိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘားစ်ရဲ့တင်ဆောင်လာတဲ့100ကီလိုဂရမ်ထိပ်ဖူးနဲ့ရွေးရှားစွမ်းအင်က စက်ယုံရဲ့ရှုပ်ထွေးတဲ့ပြုပြင်ထုတ်လုပ်ရေးရှင်နဲ့တွေနဲ့ပိုင်လိုင်းတွေကိုဖျက်ဆီးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ယူကရိန်းကဒီစက်ယုံတွေကိုပြုပြင်လို့မရအောင်ရဲတပ်တပတ်တွေလာပေါင်းများစွာလုံးမလုံးနိုင်အောင်လှုပ်ချင်ခဲ့တာပါ။ဒီလိုပဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါဟာစစ်ပွဲကိုစီးပွားရေးနဲ့ထောက်ပံ့ရေးပိုင်းကနေတိုက်ခိုက်တဲ့မဟာပြူဟာမြောက်ထိုးနှက်ချက်ပဲဖြစ်ပါတယ်။ဒီရန်နံကျက်စက်ယုံတိုက်ခိုက်မှုတွေရဲ့ကြရက်ကရိုင်ရီဇန်ကမီးလောင်နေတဲ့တိုင်ကီတွေဒါမှမဟုတ်မော်စကိုကဒန်စီဒန်စီရာထပ်ပို့ပြီးတော့ကျယ် ြတ်မာရင်ဘောလ်တနိုင်ငံတွေဖြစ်တဲ့အက်စတိုနီးယားလစ်ဗီးယားလစ်သရေးနီးယားနဲ့ပိုလန်တို့ကထောက်လိုင်းဌာနတွေကနေလာပေါင်းများစွာစိုးရင်ပူပန်မှုတွေရှိနေခဲ့ရမှန်ပါတယ်ရုရှားကယူကရိန်းနောက်မှာရက်တက်မှာမဟုတ်ပါဘူးသုံးနှစ်အတွင်းဆိုဝါဂေစင်ဂျန်လန်ကနေတဆင့်နေတိုးကိုတိုက်ခိုက်ပြီးတော့ဥရောပနဲ့ပုံမှန်စစ်ပွဲဆင်နွှဲလိမ့်မယ်ဆိုတဲ့အခြေအနေကအမြဲတမ်းရှိနေခဲ့တာပါဒီလိုကြောင့်ဆရာကောင်းတဲ့ချင်းချမှုဟာ ရုရှားမှာအကန့်အသတ်မရှိတဲ့လောင်စာဆီတယံစာတာတွေရှိတယ်။စစ်ပွဲအတွက်ပတ်စံနေအဆုံးမရှိစီးဝင်နေတဲ့ဆိုရက်ယူဆချက်အပေါ်အခြေခံထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဘတ် UAV တိုက်ခိုက်မှုတွေကဒီယူဆကိုဖြိုခွဲလိုက်ကြပါပဲ။ဒီနေရာမှာပူတင်ရဲ့မတက်နိုင်မှုနဲ့ရေစရာကောင်းတဲ့ပုံရိပ်ကိုပြသနေတဲ့အန်ဝန်စရာတပ်ပုံတပုံကိုကြည့်ဖို့လိုအပ်ပါတယ်လို့ပြောကြပါတယ်။ရုရှားရဲ့နှလုံးသားတွေကရှင်နန်ချက်ဆက်ယုံနေမိလောင်နေတဲ့ နိုဝင်ဘာ15ရက်နေ့မှာအက်စတိုနီးယားနယ်စပ်ကနေရှိုက်ကူခဲ့တဲ့ဓာတ်ပုံဖြစ်ပါတယ်။အဲဒီမှာဗာတွေ့ရလဲဆိုတော့ရုရှားစစ်သားရုပ်သေးရုပ်တွေကို တွေ့ရတာဖြစ်ပါတယ်။တစ်ဖက်မှာဗလာဒီမာပူတင်က နေတော့ကျွန်တော်တို့ကိုချင်းချောင်းနေတယ်အနောက်နိုင်ငံတွေကထိခိုက်တိုက်ခိုက်နိုင်မယ်လို့ပြောပြီးတော့ရုရှားတနိုင်ငံလုံးကိုစစ်ပွဲတွေကိုဆွဲသွင်းဖို့ကြိုးစားနေတယ်ဒါပေမဲ့အဲ့ဒီနေတော့နယ်စပ်မှာကြံခဲ့တဲ့ရုရှားရဲ့အင်အားကြီးစစ်တပ်ကပါလဲဆိုတော့ရုပ်သေးရဲဘော်တွေပဲဖြစ်ပါတယ်ဒီပုံရိပ်ကတကယ်ကိုမော်စကိုရဲ့လုံခြုံရေးဆိုင်ရာဟန်ပြအဖြစ်သာရှိနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပဲဖြစ်တယ်လို့ပြောကြပါတယ် ဟုတ်ပါတယ်အက်စတိုနီးယားနယ်စပ်ကနေရိုက်ကူးခဲ့တဲ့အဲဒီရုရှားစစ်သားရဲ့တပ်ပုံဟာတကယ်ကိုဝန်းနေစရာမှတ်တမ်းတစ်ခုပါပဲအဲဒီတပ်ပုံကရုရှားစစ်တပ်ဘလောက်ထိအင်အားနယ်ပါသွားပြီလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေရပဲဖြစ်ပါတယ်ယူကရိန်းရဲ့ရိုင်ယေဇန်နဲ့ဆမာရာတိုက်ခိုက်မှုတွေက ရုရှားရဲ့စီးရီးအင်အားစုတွေနဲ့ပတ်သက်တဲ့ကြောင်းမက်ဖွဲ့ theory ကိုလက်တွေ့ကျကျဖြိုခွဲချလိုက်တာဖြစ်တယ်လို့ဆိုရပါမယ်။စစ်ပွဲတိုင်းမှာလက်ခံထားတဲ့ရိုးရှင်းတဲ့စီးမြင်တစ်ခုရှိပါတယ်။အဲဒါကတော့အပျော်တမ်းသမားတွေက နီးဖြူဟာ tactics ကိုအပြစ်တင်ကြတယ် professional တွေကထောက်ပံ့ပို့ဆောင်ရေး logistic တွေကိုအပြစ်တင်ကြတယ်ဆိုတာပါပဲယူကရိန်းကဒီတိုက်ခိုက်မှုတွေနဲ့အတူ professional တယောက်လိုပဲထောက်ပံ့ပို့ဆောင်ရေးကိုဦးတည်တိုက်ခိုက်ခဲ့ပါတယ် TS1 လေကြောင်းတုံးရေနံစီလိုတီးတန်းထုတ်ကုန်တွေကိုထုတ်လုပ်တဲ့စက်ရုံတွေကိုဖျက်ဆီးခြင်းအားဖြင့်ယူကရိန်းကဥရောပကိုကျူးကျော်နိုင်မဲ့ရုရှားရဲ့စွမ်းရည်ကိုရုပ်ပိုင်းဆိုင်ရာအယဖယ်ရှားဖြစ်နေတာဖြစ်ပါတယ်စဉ်းစားကြည့်ပါဦးလောင်စာစီမရှိတဲ့ SU35 တိုင်းလေယာဉ်တ စင်းကတံပိုးကြီးပေမဲ့ဈေးလန်းပေါ်မှာရှက်နေတဲ့ဒေါ်လာ90ရန်တထုပုံကြီးတစ်ခုသာဖြစ်ပါရယ်။ဒါကြောင့်ဒီထောက်ပံ့ပို့ဆောင်ရေးနဲ့စီးပွားရေးဆိုင်ရာတိုက်ခိုက်မှုစစ်ဆင်ရေးဟာဘောလ်တနိုင်ငံ၏ဆိုရင်နဲ့အခြေအနေဖြစ်နိုင်စေကိုလဝတ်နီးပါးရှော့ချလိုက်တာဖြစ်ပါရယ်။ ဟုတ်ပါတယ်ဒါပေမဲ့ဒီဇလိုင်းရဲ့တခြားတစ်ဖက်ကပို့ပြီးတော့ဆိုးရွားပါတယ်အဲ့ဒါကတော့ငွေပါပဲရုရှားဟာတစ်စီဆိုင်နိုင်ငံတစ်ခုဖြစ်ပါတယ်ပူတင်ရဲ့စစ်အစိုးရတရားကြီးကရင်းနှီးရောင်းချစရာနေရတဲ့ငွေနဲ့သာတကယ်ကိုပဲ hot money နဲ့လဲပတ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ရေနံစိမ်းရောင်းတာနဲ့အတန်းစင်ပြီးတော့ထုတ်ကုန်နေဒီဇယ်တက်စီဂျက်လီယင်စီရောင်းတာနဲ့ဝင်ငွေကွာခြားမှုကြီးမားပါတယ်နော်။တန်းစင်ပြီးထုတ်ကုန်တွေကတန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်ပြီးတော့ Kremlin ရဲ့အဓိကအမျက်ငွေဖြစ်ပါတယ်။ ရာဟီဇန်ရဲ့ဆမာရာကရင်နှံချက်ဆက်ယုံတွေကိုတိုက်ခိုက်လိုက်ခြင်းအဖြစ်ရုရှားဟာဘန်နာဤဆိုင်ရာကရိယာနှစ်ခုကြားမှာပိတ်မိသွားပါတော့တယ်။ပထမတစ်ခုကတော့နိုင်ငံသားငွေဝင်ငွေဖြတ်တောက်ခြင်းပဲဖြစ်ပါတယ်။ရင်နှံချက်ဆက်ယုံတွေအလုံးမလုံးတော့တဲ့အခါရုရှားကကမ္ဘာကိုဓာတ်ဆီနဲ့ဒီဇယ်ရောင်းချနိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ခရမလင်ရဲ့ဘန်နာတိုက်ထဲဘီလီယံပေါင်းများစွာစီးဝင်လာတဲ့နိုင်ငံသားငွေစီးစင်းမှုကတညထဲမှာရပ်တန့်သွားပါတယ်။ မဆက်မရှိရင်အီရန်တရုတ်တို့ကနေလက်နက်ဝယ်ဖို့စစ်သားလာစားပေးဖို့ဒါမှမဟုတ်ကြာစင်းနေတဲ့ငွေကြေးကိုထိန်းထားဖို့မဖြစ်နိုင်တော့ပါဘူးဒုတိယတစ်ခုကတော့ပြည်ရင်းစင်းလုံးထိုးတက်ခြင်းဖြစ်ပါတယ်ရင်းနှီးချက်ဆက်ယုံတွေကိုပြစ်မှတ်ထားတာကြောင့်ပြည်ရင်းစည်းကွက်မှာလောင်စာစီစင်းလုံးတွေထိုးတက်လာပါတယ်ထောက်ပံ့ပို့ဆောင်ရေးစည်းတွေမြင့်တက်လာတာကြောင့်ဈေးရယာပေါင်ပေါင်းကနေရှေ့တန်းက KMB ကြောင့်အထိအရာအားလုံးရဲ့စည်းနှုန်းမြင့်တက်စေတာဖြစ်ပါတယ်ဒီလိုဆိုရင်ရုရှားစီးပွားရေးက အတွင်းကနေပုံပြက်သွားပြီးတော့ငွေကြေးဖောင်းပွားမှုအခြေအနေစီကိုမလွဲမသွေဥတည်သွားပါတော့မယ်ဒီအချိန်မှာပူတင်ရဲ့အကြီးဆုံးစိန်ခေါ်မှုကတော့ပြုပြင်ခြင်းပါပဲအရာပါလဲဆိုတော့အနောက်နိုင်ငံရဲ့ဘေးဆိုးအရေးယူမှုတွေကြောင့်ရုရှားဟာဒီအစ်စ်မြင့်ရေနံကျက်စက်ရုံတွေကိုပြုပြင်ဖို့ပဲလိုအပ်တဲ့အရေးကြီးရဲ့ပိုပစ္စည်းတွေကိုရရှိနိုင်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်ဒီစက်ရုံအများစုကလွန်ခဲ့တဲ့2030အတွင်းအနောက်တိုင်းပေးသွင်းသူတွေရဲ့နေပညာကိုသုံးပြီးတော့ခင်မြောင်ပြုပြင်ထားတာပါယူကရိန်းရဲ့မဟာပြူအားရိုးရှင်းပါတယ်ရုရှား ောင်းပြုပြနိုင်တာထက်ပိုပြီးတော့မြန်အောင်တိုက်ခိုက်ခြင်းဖြစ်ပါတယ်လို့ဆိုရမယ်။ပူတင်ကပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ပြည်ပကိုဆက်လက်တင်ပို့ပြီးတော့ငွေရှာမလား။ဒါဆိုရင်ပြည်ရင်းစည်းကကမီးကိုမငိမ့်နိုင်ပဲ။တည်သူအမျက်တော်သားကိုရင်ဆိုင်ရပါလိမ့်မယ်။ဒါမှမဟုတ် ပြည်ပတင်ပေါ်မှုကိုဖြတ်တောက်ပြီးပြည်ရင်းဈေးကွက်ကိုပေးမလားဒါဆိုရင်စစ်ပွဲအတွက်လိုအပ်တဲ့ဒေါ်လာဘီလီယံပေါင်းများစွာသာနိုင်ငံသားဝင်ငွေကိုဆုံးရှုံးရပါလိမ့်မယ်နှစ်ခုစလုံးကပူတင်အတွက်ရှုံးနိမ့်မှုပါပဲနိုင်ငံတကာဆွေးဟင်အေဂျင်စီအတောင်ရုရှားရဲ့ရေနံဝင်ငွေဟာစစ်ပွဲစတင်ချိန်ကတည်းကအနေအဆုံအဆင့်ကိုရောက်ရှိနေပြီလို့အစီရင်ခံထားပါတယ်နော်ဒီကုန်းချုပ်နေနဲ့ပြောရရင်2022ခုနှစ်မှာရုရှားကလေကြောင်းဆိုင်ရာလွှမ်းမိုးမှုအပြည့်အဝရှိခဲ့တယ် 2024မှာ S400 ဒိုင်းကိုအားကိုးခဲ့တယ်။အခု2025ခုနှစ်နိုဝင်ဘာလမှာတော့ရုရှားပြည်သူတွေကကောင်းကင်ကိုမော့ကြည့်ပြီးတော့ ငါတို့ရဲ့လေချောင်းရံကာကွယ်ရေးတွေဘယ်ရောက်နေတယ်လဲလို့မေးနေကြပါပြီ။ဒီတိုက်ခိုက်မှုတွေရဲ့အကျိုးဆက်ဟာရိုးရိုးစီးရှုံနေမှုတစ်ခုထက်အများကြီးခြေပြန့်တယ်လို့ပြောရပါမယ်။ရုရှားကစွမ်းအင်ကိုကရိယာဖြစ်အောင်ချပြီးတော့ဥရောပကိုချိန်ချောက်ခဲ့ပေမဲ့အခုအခါမှာတော့အဲ့ဒီစွမ်းအင်ထုတ်လို့ရေးစနစ်တွေကသူ့ရဲ့အကြီးမားဆုံးသော ထိခိုက်လွယ်ရာနေရာ ဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ လောင်စာစီထောက်ပံ့ရေးကွင်ဆက်ပြတ်တောက်သွားခြင်းကခရမလင်ရဲ့ဘန်နာတိုက်ကိုနိုင်ငံသားငွေဝင်ရောက်မှုကိုရပ်တန့်စေရန်သာမကပဲပြည်သူအမျက်တော်သားကိုဓာတ်ရိုက်မိထိုးပေးလိုက်တာပဲဖြစ်ပါတယ်။မော်စကိုလိုမြို့တော်ကြီးရဲ့လမ်းမတွေပေါ်ကဗလာချင်းနေတဲ့တက်စီစုံဆက်တွေပြီးတော့ရုရှားနိုင်ငံသားတွေရဲ့ဗလာချင်းနေတဲ့ပတ်စံအိတ်တွေကိုကြည့်ချင်းအားဖြင့်စစ်ပွဲအားရှေ့တန်းကဆင့်မြေပြင်မှာတင်မဟုတ်ပဲရုရှားနိုင်ငံသားတိုင်းရဲ့နေစဲဘဝတွေကိုပါထိုးဖောက်ဝင်ရောက်လာပြီးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေရပဲဖြစ်ပါတယ်။ အခုဆိုရင်စစ်ပွဲကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေငွေကြေးစည်းစိမ်မှုတွေနဲ့ဤပညာရဲ့အားသာချက်တွေအပေါ်မှာဆုံးဖြတ်နေတာ ဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေက စစ်ပွဲရဲ့အခြေအနေကိုလုံးဝပြောင်းလဲပြလိုက်ပြီလို့သုံးသပ်ရမှာဖြစ်ပါတယ်။ယူကရိန်းဘက်ကနေနေပြူဝပိုင်းဆိုင်ရာညံကြီးမှုနေပညာပိုင်းဆိုင်ရာစံသစ်တီထွင်မှု ပြီးတော့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုနက်နက်နဲနဲနားလည်မှုတွေကိုပေါင်းဆက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့ဒီစစ်စင်ရေးဟာခေတ်သစ်စစ်ပွဲရဲ့သမိုင်းမှာမှတ်တမ်းတင်ရမယ့်အခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့ပါတယ်လို့ဏီကုံချုပ်အနေနဲ့ပြောကြားခြင်းပါတယ်။ ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။